အခုပျောက်သွားတဲ့ကာချုပ်ဆိုတာနော်ကာချုပ်ခေါ်အဲ့ဒီတော့မှကောင်လေးတံပဲပါလဲကျွန်တော်တို့ကာချုပ်လို့ပဲသိကြတယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီကောင်လေးကတော်လန်ရေးအစပိုင်းမှာ နော်သူကကြောက်တတ်တယ်ပျော်တတ်တယ်အဲဒါမို့သူ့ကိုမြေပြင်ကလူတွေကသူ့ရဲ့ဗီဒီယိုဖိုင်ကျွန်တော်တို့ကြည့်ရတယ်နော်တိုင်းပြည်နဲ့လူမျိုးအတွက်သူချစ်တယ်ပြီးတော့တော်လန်ရင်မှာဘလောက်ဒီစိတ်အားထက်သန်ပါဝင်နေတယ်ဆိုတာသူ့ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ရင်ကျွန်တော်တို့ PD ဖြစ်ခဲ့ရတယ်အဲ့ဒီကာချုပ်အဲဒါမို့ကာချုပ်က နာမည်ရှိတယ်မင်းတို့တိုးတိုးတိတ်တိတ်အစဖျောက်လို့မရဘူးเนาะဟေးတော်ဦးလိုမျိုးမင်းတို့အစဖျောက်လို့မရပါဘူးအခုနောက်ထကာချုပ်နဲ့နောက်ထတတတယောက်เนาะတဆုမူတဆုမူကာချုပ်ကိုသူတို့အစဖျောက်ထားတယ်ပြီးသူတို့နာမည်အစဖျောက်တာတော့အခုမှမဟုတ်ပါဘူးနလအဲသူတို့ပြောသတင်းရဆိုနလလောက်ရှိပြီเนาะနလပဲဖြစ်ဖြစ်တနည်းပဲဖြစ်ဖြစ်ကျမတို့တရားမြတ်တမှုမရှိတဲ့เนาะတိုင်းပြည်နဲ့လူမျိုးအတွက်ကကွယ်ပေးနေတဲ့အပြစ်မဲ့တဲ့ PDF လေးတွေကိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကရင်ပြည်နယ်မှာ PDF တွေလက်ဆက်ဖြည့်ခံနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဒီလိုမျိုးအဆဖျောက်လို့ဆင် PDF မှမဟုတ်ဘူးကျွန်တော်တို့ကရင်ပြည်နယ်မှာနော်ပတို့မန်းစားကအဆဆော့ဖိတ်ဒိုင်ဆော့ဒါဖိုးကအဆနော်အဲ့ဒီလူတွေကိုမင်းတို့လောက်ခဲ့တဲ့နော် မင်းတို့လောက်ခဲ့တဲ့ပြင်းမှုတွေအကောလို့ကျမတို့အကောပြန်ယူမှာနော်အကောပြန်ယူမှာကျမတို့ဒီလိုပြောလို့နော်ကျမဒီလိုပြောလို့အာ KNU ကိုမကောင်းကြောင်းပြောရမှအလူခံရတဲ့ဘာဘာညာအဲ့လိုပြောတဲ့သခိုးချက်ဘိုးဘောမလော်ဘီတွေအတွက်ကတော့ကျမလောကကိုစက်ပြီးမဆိုင်ဘူးနော်တမဟာ6မှာပျောက်သွားတယ်တမဟာ6မှာပျောက်သွားတယ်နော်ဒီညပြောမင်းဘာပြောလဲဆိုတော့ကရင်ကတချို့ကြတော့ပြောတယ်ရန်သူအားရအောင်မင်းအောင်လိုင်းက နော်မင်းအွန်လိုင်းကရန်သူကငါတို့ကရင်အချင်းချင်းမတက်တာကိုနော်မတက်တာကိုမင်းတို့ကရန်သူအားရအောင်နဲ့အဲ့လိုပြောတဲ့လူကနော်သခိုးချဘိုးဘောမမအေလို့မင်းအွန်လိုင်းကို ဖင်လို့ဖင်ခံနေတဲ့နော်စစ်စာဖောက်လောက်ကောင်ကိုဘာတခွမမပြောဘဲနဲ့အခုကျမတို့အမှန်တရားကိုထောက်ပြတာနော်မားတဲ့လူအမှန်တရားမလောက်တဲ့လူမူမှန်မှန်တဲ့လူကတော့နာမှာပဲ အမှန်တရားလောက်တဲ့လူတွေမပါဘူးအဲကြောင့်လူစကားနားလဲတဲ့လူသူဆိုရင်ကျမပြောတဲ့စကားအတိတ်ပဲကိုနားလဲရင်သူတို့နားစရာအကြောင်းမရှိဘူးเนาะမတရားလောက်တဲ့လူမှန်သမျှမှန်မှန်တဲ့လူမှန်သမျှကတော့ထိမှာပဲအဲဒါကြောင့်မို့ရန်သူအာရတာထက်မအေလို့မင်းအွန်လိုင်းနဲ့ဖိလို့ဖိခံလောက်ပြီးတော့ကျမတို့တော်လန်ရေးကိုပူးစဒလန်လောက်နေတဲ့လူကိုကျမတို့ကတော့ပြပြသားသားဝေဖန်ရှုတ်ချရမှာပဲနောက်မဟုတ်လို့စင်အသားတွေကလောက်တွေကတဖြည်းဖြည်းစားပြီးတော့ကျမတို့နော်အကောက်လုံးပုတ်ပွားသွားရင် ျမတို့တော်လန်ရေးကြီးကနော်အကောလုံးကြဆုံကုန်ပျက်စီးကုန်မယ်အဲကြောင့်မို့ကျမတို့အဲ့လိုအဖြစ်မခံဘူးနော်ကျမတို့ကတော့မူမမှန်တဲ့တော်လန်ရေးသမားမန်သမားအကောဖော်ထုတ်ရမှာပဲနန်းလေးရှင်းလောက်မယ် နောက်ပြီးတော့ جماعه เนาะတချို့လူတွေသိချင်မှသိမယ်ကာချုပ်ကာချုပ်ရဲ့ဗီဒီယိုအချင်းလေးကို جماعه ခဏလေးပြမယ်ကျမတို့အမြဲတမ်းအမြဲပဲသတိပေးတယ်။နော်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ကရင်ပြည်နယ်ရဲ့အကြောင်းကိုတရင်လူတို့ကဘယ်သူမှပိုစိတ်မလဲ။အထူးသဖြင့်ကရင်ပြည်နယ်မှာ၄နှစ်၅နှစ်မှလောက်လာတဲ့တချို့စာပေါင်းညာစာဖတ်ထီး အယိုးချချွေးတာကိုနော်မဲ့မောနေတဲ့တချို့ PDF အထုအယောင်တွေရှိတယ်နော်အဲ့ဒီလူတွေကသူတို့ပြောတယ်ဖတ်ကြီးကိုအထောက်ခံအားပေးပြီးတော့အားဖတ်ကြီးဟိုကော်တုလီနိုင်ငံနဲ့သွားမဲ့ဖတ်ကြီးတို့ကိုပပညာညာပြောနေတဲ့အဲ့ဒီအုပ်စုကိုပြောချင်တာကနော်မင်းတို့ပြည်သူအပေါ်မှာမင်းတို့ပြည်သူကြွေးတဲ့ထမင်းကို စားပြီးတော့ပြည်သူလှုပ်ရှားကိုစားပြီးတော့ပြည်သူအပေါ်မှာမင်းတို့သစ္စာရှိကြစမ်းပါ ပြည်သူစီကအလူခံပြီးပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော့ဒီမူကြီးစေဝါလောင်းကစားကြားဖြန့်တွေနဲ့နော်မင်းတို့ပျော်မျိုးပျော်မြူးနေရင်ဒီမလဲပြည်သူအပေါ်ကိုသစ္စာမရှိတဲ့သစ္စာဖောက်လောက်ကောင်ပူဇာတယ်လန်ဖတ်ထီးတွေကိုမင်းတို့ကကာကွယ်ပေးနိုင်မယ်ဆိုရင်ကျမကတော့အကုန်ကျိတ်ဆိုမှာနော်ကျိတ်ဆိုကိုကျိတ်ကျိတ်ကိုကျိတ်မှာမင်းတို့ပြည်သူကျိစာစူးကြမှာမင်းတို့မှမမှန်ကြီး နာနီအဲဆက်ယူရအောင်ကနာလေးနော်ဝတ်ချက်ပေးပါဦးနော်แกคู่ท้ายနိုင်ငံမှာလည်းသတိပေးမယ်เนาะท้ายနိုင်ငံမှာလည်းသတိပေးမယ်အခု6ရက်9ရက်နေ့ကနေ 6ရက်နေ့9ရက်လာပြီเนาะ9ရက်နေ့ကနေ6ရက်နေ့အထိမဟုတ်တိုင်းတဖို့ရှိတယ်အဲဒါကြောင့်မို့တတိထားကြပါလို့เนาะထိုင်းနိုင်ငံရောက်မြန်မာပြည်သူပြည်သားတွေကိုကျွန်မတို့တတိပေးချင်ပါတယ်เนาะအခုတချို့မြန်မာပြည်သားတွေကမသိတာလားနော်မသိတာလားတော့မသိအပြင်သွားလို့ရှိရင်အဲ့ဒီတက်တောက်လေးတွေဝုန်းနေကြတယ်ကျမတို့ယောမမနေယောမလို့ကြင်ရတယ်သူများနိုင်ငံမှာနေလို့စင်သူများဥပဒေကိုလိုက်နာရတယ်ဒါမှကျမတို့တွေကနော်စိတ်ခါရှိတဲ့အမေစုပြောသလိုပေါ့သူများနိုင်ငံမှာနေလို့စင်ကျမတို့စိတ်ခါရှိရှိနဲ့ နော်သူတို့ရဲ့စီမင်းစည်းကမ်းဥပဒေဘောင်အတွင်းမှာပဲကျမတို့နေရမယ်အခုမိဖုရားကြီးရဲ့နော်ဟိုဘာလဲပြန်လွန်တော်မူတဲ့အချိန်မှာကျမတို့ကသူတို့တိုင်းသူပြည်သားတွေနဲ့အတူအဖြူအမဲဝိုးရတယ်အခုကြည့်ဖလာစီမုံမှာတောင်းနာတွေတောင်းနာအုပ်စုတွေအိုးသူတို့ပျော်ဝဲစင်ဝဲလို့ဖောက်ကြီးတွေနော်ဟိုဘာလဲဖတ်ရပြတော့ကာကြဟိုတကယ်ကိုရုပ်ပြည့်ဖို့ကောင်းတကယ်ကိုစိတ်ခါမရှိတဲ့နော်လူရုပ်မာတွေပဲ เนาะအခု جماعه အရင်ပြမယ်ကာချုပ်ကာချုပ်ဆိုတာဘာလို့လဲเนาะကာချုပ်ကဟိုဘယ်လဲကာချုပ်ရဲ့ပြောစကားကိုเนาะအဲခိတိမီဒီယာကအေးကြာပြီတော့နော်ဒီဟာကြာပြီကာချုပ်စဝင်လာတဲ့ခရီးကပါတီလုပ်တယ်ဆိုတာအဲ့ဒီကိုရေးရစင်အချင်းကို جماعه နော်ဗီဒီယိုဖိုင်နဲ့ပြမယ်ကြည့်ကြည့်ပါ جماعه တို့ကတော့โอ้บะละจี้ยะเลยกาชุบเลจีนเนกาชุบก็เลยโหเปียวตัดเลยเนาะพี่รอตู้เยวิดีโอไฟล์โกจม้ารู้จี้อ่ะตู้บ่จ้องกาชุบโลขอจ้าเลยสู้ตู้อ่ะยောက်ซะจีนมา เนาะဟိုဘယ်လိုပြောမလဲကြောက်တတ်တယ်ကြောက်တတ်တယ်ပြီးတော့ဟိုဘယ်လိုပြောမလဲဖငယ်ချင်းတွေကသူ့ကိုစကြနောက်ကြတာပေါ့เนาะနောက်ဆိုတော့ तू ကဒီဒီတော်လန်ရင်းမှာတကယ်ကိုဘယ်လိုပြောမလဲစုံစားပြီးတော့เนาะပြောမှုပြီးတော့မှသူ့ကိုပြောချစ်စနိုးလေးနဲ့ကချောက်ကချောက်လို့ခေါ်ကြတာပေါ့เนาะအဲ့ဒီ video file ကိုကျွန်မဆန်လက်ဆာမတွေ့ဘူးဒါပေမဲ့เนาะတခြား video file ကိုကျွန်မပြမယ်နာနေเนาะ ကြည့်မယ်နော်ဝက်ရှက်ပေးပါဟိုခဏလေးအဖန်အဖန်မခွင့်နိုင်ရခဏလေးပြန်လာပါရှင်ဒီတစ်ပတ်ရဲ့ညွေးဥတွေကောင်များအစီအစဉ်ကနေရဲဘော်ကာကြုတ်ရဲ့အကြောင်းကိုတက်ဆက်ပေးပါမယ်သူကအရင်တုန်းကလူငယ်တဘာဝဘဝကိုပေါပေါပပဖျက်တမ်းတဲ့ခက်ဆူဆူကောင်လေးတယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့ဆရာနာရှင်ကိုလက်လက်ဆွဲကင်တော်လှန်ဖို့ရှေ့တန်းစစ်မျက်နှာပြေကိုရောက်နေပါပြီ ရဲဘော်ချင်းချင်းကြားမှာတော့သူ့ကိုကာကြုတ်ဆိုပြီးတော့နမေပြောင်းပေးထားပါတယ်တခုခုဆိုရင်စိတ်လိုက်မှန်ပါလောက်တက်လွန်းလို့လဲတင်နန်းသားဘဝတော့ကစက္ကန်းမှာပြက်တနာလေးတွေများခဲ့ရတယ်အဲအဲ့ဒါကျွန်တော်ကတော့ကာကြုတ်ဖြစ်ပါတယ်ဟိုရင်တော့လူလူငယ်ဘဝကိုတော်တော်ကြီးမှာဟိုချားလူငယ်ချက်ပူပြီးဖြတ်တန်းခဲ့ပြီးတော့ခက်ဆိုးဆိုးကောင်းလေးအေးမလုတ်ချင်တာလုတ်တဲ့ကောင်းလေးမဟုတ်တော့ပါဘူးအခုဆိုလို့ရှိရင်ကျွန်တော်ကတော်လိုင်းရဲဘော်တတတယောက်ပြောပါပါပြီနိုင်ငံတောင်းထားဆောင်နေတဲ့ရဲဘော်ကာကြုတ်တယောက်ပြောပါပါ တော့ကာကျုပ်တယောက်ဘလို့အလွဲလေးတွေနဲ့ကြုံခဲ့ရလဲအခုရှေ့တန်းမှာရောဘလို့အခြေအနေတွေနဲ့ရင်ဆိုင်နေရလဲသူ့ဘာတွေပြောင်းလဲသွားပြီလဲဆိုတာကိုသိရအောင်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါမောင်လေးအနေနဲ့ပေါ့နော်။ခါလည်းပါတော့ဒါကျမဒါရှေ့လို့နော်ဒီလောက်နဲ့ပဲကျမပြမယ်။တို့လားဒီလိုမျိုးຫນွေဥသူရဲကောင်ကာချောက်တဲ့ ဒီလိုမျိုးပြတ်သားတဲ့သူဘာကြောင့်အစဖြောက်ခံရလဲပြီတို့အစဖြောက်ခံရပြီဆိုရင်ဒါတိုင်းပြည်နဲ့လူမျိုးအတွက်တကယ်ကိုနော်တကယ်ကိုသစ္စာရှိတဲ့တိုင်းပြည်အတွက်နော်တာဝန်ကျေရှင်တဲ့ခလေးမလို့ကရင်ပြည်နယ်မှာနော်တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့လူမှန်သမျှဖက်ဆိုးမရှိဘူးနမူနာပြမယ်ပဒိုမန်းရှာပဒိုမန်းရှာကကျမတို့တော်လန်ရေးမှာဘလားမဟုတ်ဘူးဒီနိုင်ငံရေးမှာကရင်နိုင်ငံရေးကရင်တော်လန်ရေးမှာကရင်နိုင်ငံရေးမှာဘလောက်အထိပြတ်သားသလဲအဲ့ဒါကြောင့်မို့ ပဒိုမန်းစာကိုရရဆက်ဆက်လောက်ကြံဖတ်ဖြတ်တယ်သူရဲ့အတွင်းကိုတိုင်ကဒါမဲ့နော်လောက်ကြံဖတ်ဖြတ်တဲ့လူကိုနော်လောက်ကြံဖတ်ဖြတ်တဲ့ကိုသူတို့ဖမ်းမိပေမဲ့နောက်ကွယ်ကနေခိုင်းစီတဲ့လူကို အခုချိန်ထိသူတို့မဖမ်းနိုင်သေးဘူးသိတယ်ဘယ်သူခိုင်းလာလဲဘယ်သူလောက်တာလဲဆိုတာသူတို့သိတယ်ဒါမဲ့သူတို့အခုချိန်ထိမဖမ်းနိုင်သေးဘူးပြည်သူတို့မဖမ်းနိုင်တာမဟုတ်ဘူးမဖမ်းတာဘာဖြစ်လို့လဲသူတို့တွေကငွေမဲ့တဲ့ဖင်လို့ဖင်ခံလူဒန်းစားတွေမဟုတ်လို့ เนาะအဲ့ဒါကြောင့်မို့အဲ့ဒီဒါပထမမန်းရှားเนาะပြီးတော့ဒုတိယတယောက်ကတော့ soft fight တိုင်း soft fight တိုင်းကိုကျတော့သူတို့ဘလို့เนาะဘလို့သူတို့ဖျောက်လိုက်လဲဆိုတော့ဘလို့လောက်လိုက်ဆိုတော့တိုက်ပွဲမှာကြသလိုနဲ့เนาะအမှန်မှာသူတို့အဲ့ဒီ DKBABG အခွဲထွက်တဲ့နောက်ပိုင်းမှာဒီကလေးတွေကเนาะသူတို့တော်လိုင်းရဲ့တကယ်တော်လိုင်းတကယ်ကိုရွရွချုံသူတို့တိုင်းပြည်နဲ့လူမျိုးတကယ်ကိုချစ်တဲ့သူရဲကောင်းတွေမို့လို့မောင်ချစ်သူတို့ ခွဲထွက်တဲ့အချိန်မှာ BGF ကိုသူမဝင်ဘူးလေခွဲထွက်တဲ့အချိန်မှာပဲအဲ့မှာသူတို့ရရဆက်ဆက်စောဂျော်နီမူတူစေဖိုးနော်မင်းအွန်လိုင်းမောင်ချစ်သူတို့ပေါင်းပြီးတော့အဲ့ဒီသူရဲကောင်းတွေကိုရှင်းပလိုက်တယ်တတရတယောက်ကတော့ soft fight တိုင်း soft fight တိုင်းဆိုရင်လေမောင်ချစ်သူကိုစော်တာနော်မောင်ချစ်သူကိုပြောတယ်ပြီးတော့အာဗလဲချက်ခံရေးပါတီကိုပြောတယ် နောက်ဆုံး sulfate တိုင်ကရရဆက်ဆက်အဖခံလိုက်ရတယ် sulfate တိုင်ကထိုင်းနိုင်ငံမှာပဲနေတာနော်ဒါပေမဲ့သူ့ရဲ့ဖစ်စာဖောင်းပငယ်ချင်းကနော်အမမတော့အတွင်းလူကဘုရားအဖားတဲကလောက်ပေါ့ပြောမဆိုရင်အထဲကလူမပါရင်သူ့ကိုဘလို့မှလောက်လို့မရဘူးနော်အဲ့ဒါကြောင့်မို့အဲ့ဒီ sulfate တိုင်ကိုရရဆက်ဆက် ကျမတို့သတင်းကြားတာပေါ့နော်ဆော့ဖိုက်တာကိုသူတို့ခေါ်လာပြီးတော့အမ်ဆော့ဖိုက်တာကိုအဲ့ဒီသူ့တငယ်ချင်းတယောက်ကအအထက်သွားပို့ပေးဖို့ခေါ်လိုက်တာဖြစ်ပါလိမ့်မယ်နော်အဲ့ဒီမှာဆိုင်ကယ်နဲ့သွားပို့တဲ့အချိန်မှာပဲလမ်းမှာသူတို့ကားအဖြူလေးနဲ့နော်ကားနဲ့တိုက်လိုက်ပြီးတော့ဆော့ဖိုက်တာရဲ့ဆိုင်ကယ်ကိုတိုက်လိုက်ပြီးတော့ဆော့ဖိုက်တာကိုကားပေါ်တင်ပြီးတော့မြတ်ဝတီရွှေကုတ်ကိုကိုခေါ်ဆောင်သွားတယ်ပြီးတော့ရဲရဲဆက်ဆက်သူတို့ကိုပြောလို့ဆိုပြီးစာတွေပြမျက်လုံးတွေထုတ်နှာခေါင်းနားတွေဖြတ်ပြီးတော့ရဲရဲဆက်ဆက်အဖတ်ခံလိုက်ရတယ်ပြီးတော့ နော်အဲ့ဒါကြောင့်မို့အမှန်တရားအတွက်ကျမတို့ကတော့ငခုံးမတကောင်ကြောင့်တက်လီလို့အပုတ်မခံဘူးတက်ကျမတို့ကရင်တမျိုးသားလို့ရဲ့စိတ်ခါကိုအထီးခိုင်မခံနိုင်ဘူးအဲ့ဒါကြောင့်မို့သူဖြစ်သူခံသူစမိုင်းသူရေကိုစမိုင်းကိုရေးပဲကျမကတော့အမှန်တရားအတွက်နော်ပြောရမှာပဲအများစုကမအေးလို့မင်းအောင်လိုက်မောင်ချစ်သူကိုထောက်ခံအားပေးနေပါစီနော်အမှန်တရားအတွက်ကျမတယောက်တည်းရှိရင်တော့မတယောက်တည်းကျမယက်တည်မယ် ဟုတ်တယ်မျက်လုံးဖောက်ထုတ်ခြေဖြည့်လက်ဖြည့်မဟဲ့လေမသဘူးရေးရဲဆက်ဆက်ကိုတို့နော်သဖြတ်လိုက်တာအဲ့ဒါကြောင့်မို့အခုဒီကာချုံတို့နောက်ပြီးတော့ဟိုဗလဲဟိတ်တော်ဦးတို့နော်ဘုံမူဟိတ်တော်ဦးတို့ပထမဦးဆုံး CDN ဘုံမူဟိတ်တော်ဦးတို့နော်အခုသူတို့လက်စဖျားလိုက်တယ်မင်းတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်နော်မင်းတို့ဟိုဗလဲဒီတာဝန်ကို KNU ကတာဝန်ယူရမယ်နော်အခုသူတို့၄ကေကိုတိုက်ပွဲအဲ့လေစောတာပိုးလေ အခုလေးအာဗာလဲလေးကတော့တိုက်ပွဲမှာသူတို့လက်နဲ့ခရမ်းနေအများကြီးပဲရတယ်ဂျာဟိုဗာလဲကျမတို့ပြည်သူတွေတွေးရမှာပါနော်ဒီနယ်စစခန်းကိုတို့ဖိုက်တာလက်နဲ့ခရမ်းနေအများပြားရတယ်အခွေးတွေအများပြားသိတယ်ဆိုတော့ဗဆိုင်ပဲသူတို့ပြောတယ်လက်တွေ့သူတို့မပြနိုင်ဘူး KIA AAA เนาะအဲ့ဒီ KIA AAA တို့ ိုက်သလိုမျိုးပြသလိုမျိုးသူတို့မပြနိုင်ဘူးအခုလည်းနဲ့ခင်ရင်တို့စီထားတာအများပြပဲနော်သူတို့တကယ်တိုက်တာမတိုက်တာနော်တကယ်တိုက်သည်ဖြစ်စေမတိုက်သည်ဖြစ်စေလက်တွေ့သူတို့နောက်ဆုတ်လိုက်ရတဲ့စခန်းတွေကိုတလက်မမပြန်ယူနိုင်ခြင်းမရှိဘူးအဲ့ဒီအတွက်ကျမတို့ပြည်သူတွေဘယ်တော့မှမယုံဘူးစားတောင်မြို့မှာထွက်ခွာလာသောစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား30ဦးတေဆုံးပြီးလက်နက်နှစ်လက်နှင့်ခဲယမ်းများတင်စေရရှိ စကိုင်းတိုင်းစားတောင်မြို့မှထွက်ခွာလာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား30ဦးတေဆုံးပြီးလက်နက်နှစ်လက်နှင့်ခဲယမ်းများတင်းဆဲရရှိခဲ့ကြောင်းဗိုလ်ချုပ်ရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည် အော်တိုဘာလ20ရက်နေ့နနက်10:00တနာရီခန့်တွင်စားတောင်မြို့မှထွက်လာသောအင်အားတရခန့်မှစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာရောက်တွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဖက်မှ30ဦးသေဆုံးပြီးမအမျိုးအစားတနက်နှစ်လက်ရကဖူးနှင့်40မမဘုံများတင်းစေရရှိခဲ့ကြောင်းသိရှိရသည် စားတောင်မျိုးကနေထွက်လာတဲ့အင်အားတရဝင်းကျင်မှာစစ်ခွေးစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာ စောင့်ကြိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတစ်ဆက်ကောင်တည်ပြီးတော့လက်နက်တွေလည်းတင်းဆဲရရှိပါတယ်ဟုဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုသည် အဆိုပါတိုက်ခိုးမှုကိုဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊မြေပြင်လှုပ်ရှားအဖွဲ့ဝက်လက်နယ်စခိုင်းနယ်မှနေခမ်းမဟာမိတ်ညီနောင်များပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးအထူးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ဆက်လက်၍လည်းပြည်သူများကိုဒုက္ခအမျိုးမျိုးပေးနေသောစစ်သားရဲပြူစောထီးနှင့်စစ်တပ်တောက်တိုင်များကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုသည်။ပြည်သူတွေဘယ်တော့မှမရောက်ဘူးအဲ့ဒီလိုပြောလို့ KNU ကိုအခုမအားလာကဟို BGN နဲ့ပေါင်းပြီးတော့ KK ပါကိုဖျက်ဆီးတယ် KK ပါကိုဖျက်ဆီးတော့ KNU ကိုထိုးချတဲ့ဘာပါညာညာသူတို့ဘယ်လိုပြောနေပြီမဲ့တကယ်ပတ်ဖက်တဲ့လူကတော့နော်ဒီတကယ်ပတ်ဖက်တဲ့လူကတော့ပြီးမလွတ်ပါဘူးမပတ်ဖက်တဲ့လူကလည်းဘသူမှသူတို့ကိုအပြစ်ပုံချလို့မရပါဘူးနော်အဲ့ဒါကြောင့်မို့အမှန်တရားကတော့အမှန်တရားပဲရာစဝတ်ပဲပြေးမလို့ပါဘူးဟုတ်တယ်အဲ့ဒါမို့ကျမတို့ အမြဲတတိပေးခဲ့တယ်အခုမင်းသူတို့ပြောနေဟာဗမာချင်းချင်းတိုက်တဲ့စစ်ပွဲငါတို့နဲ့မဆိုင်ဘူးဗမာမပြောနဲ့ကရင်အချင်းချင်းတော့သူတို့မလွတ်ဘူးအဲ့ဒါကြောင့်မို့ကျမတို့အမြဲပဲတတိပေးခဲ့တာเนาะအမြဲပဲတတိပေးခဲ့တာအခုတတ်နိုင်လို့ရှိရင်ကရင်ပြည်နယ်မှာရှိနေတဲ့ PDF လေးတွေအခုမန္တလေးမိုးကောင်းမိုးမိတ်မှာလိုအပ်တဲ့ PDF အင်အားတွေကိုအဲ့ဒီမှာသွားရောက်ဖြစ်စေပေးစေခြင်းနဲ့เนาะ အဲ့ဒီမှာသူတို့ရေးရဲဆက်ဆက်ဖတ်လိုက်တယ်ဒါကရင်ချင်းချင်းပဲအဲ့ဒါမို့သူတို့ပြောတဲ့ကရင်ချင်းချင်းမဖတ်ဘူးမလောက်ဘူးဆိုတာစောက်ပုံနေကရင်ချင်းချင်းမလောက်ဘူးဆိုတာလက်နဲ့ကင်တဲ့လူအချင်းချင်းနော်အကျိုးသူတို့ကိုကျိုးစည်းပွားအတွက်ဝေစားမြစားသူတို့ကိုကျိုးအတွက်ပဲအသုံးချလို့ရတဲ့လူတွေကိုပဲသူတို့ပေါင်းမနော်သူတို့ကိုကျိုးအတွက်အသုံးချလို့မရတဲ့လူတွေကိုသူတို့ဒီလိုမျိုးပဲနော်သူတို့ဒီလိုမျိုးပဲဟိုတိတ်တဆိတ်အဆဖျောက်မအဲ့ဒါကြောင့်မို့ အခုသူတို့လက်နဲ့ခရမ်းနေအများပြားသိတဲ့ခွေးအဲသိရတဲ့ခွေးတွေအများပြားသိတယ်သူတို့ပစနဲ့ပဲပြောလက်တွေ့သူတို့မပြနိုင်ဘူးဒါပေမဲ့လက်နဲ့ခရမ်းတွေသိထားတော့သူတို့ပြတယ်နော်ကျွန်မပြောမယ်နော်ပြည်သူတို့အခုသူတို့ဖေးလို့ရတဲ့လက်နဲ့ခရမ်းတွေကနော်သူတို့ပြန်ပြီးတော့သူတို့ပြောမဆိုမင်းလို့မရနိုင်နဲ့သူကဖေးလို့ဖင်ခံလောက်ပြီးတော့အပေးအယူလောက်ထားပြီးသားအဲ့ဒါကြောင့်မို့ဘယ်လိုပဲသူတို့လက်နဲ့ခရမ်းရရအခုသူတို့နောက်ဆုတ်လိုက်ရတဲ့နယ်မြေတလက်မမပြန်မယူနိုင်သေးဘူးပြန်မယူနိုင်သေးတာမဟုတ်ဘူးပြန်ကိုမယူတာ เนาะအဲ့ဒါကြောင့်မို့အခုအဲ့ဒီကာချုပ်နဲ့အဲ့ဒီကာချုပ်လို့ခေါ်တဲ့เนาะအဲ့ဒီ PDF ရဲကောင်းလူငယ်နဲ့ပြီးတော့ပလာတူးလာတူးပလာလာသူ့နာမည်ခဏလေးဝိုင်းရှယ်ပေးပါဦးเนาะဝိုင်းရှယ်ပေးပါအမှန်တရားအတွက်ကျွန်မကတော့เนาะ မကြောက်ဘော်ထုတ်မှာပဲနော်ကရင်လူမျိုးအခုသူတို့ကျမတို့အခု KNU က KNU ကိုအခုမအလာတို့ BGF တို့က KNU ကိုဒီကြားဖြတ်မှာပါဝင်ပတ်သက်နေဆိုသူကထိုးချိုးနေတယ်ဘာမှညာသူတို့ပြောနေတာပေါ့နော်အဲ့ဒီပါဝင်ပတ်သက်နေတဲ့ဒီ NCA နွားအိုကြီးတွေအခုလက်ရှိရွှေကုတ်ကိုမှာနော်အဲ့ဒီ KK ပါကိုဦးစီးဦးဆောင်တာလက်ဒီ BGF တွေပါပဲဒါပေမဲ့တကယ်မပတ်သက်တဲ့နော်တခြား KNU KNLA တွေကလည်းသူတို့ဘလို့ပဲဟိုဘာလဲ စိုက်လိုက်ပေါ့နော်ဘလို့ပဲသူတို့ထိုးကြွေးနေပါစီနိုင်ငံတကာနော်ဆိုရှယ်မီဒီယာနိုင်ငံတကာကမအားတော့ဘူးအချက်လက်တွေအကုန်ရကုန်ပြီသူတို့ကတော့ညီတယ်နော်အခုတည်းနော်ကမ်ဘောဒီးယားကလည်းကြားဖြစ်နေပတ်သက်လေပတ်သက်လာလို့ရှိရင်ပြပြသသားနိုင်နေတယ်အခုမင်းအောင်လိုင်ကလည်းပြပြသသားနိုင်နေတယ်မနိုင်နေတာသူတို့ဒီနိုင်ငံကမနိုင်နေဘူးလို့သူတို့ကအဲ့လိုမျိုးပြောတော့နိုင်ငံတကာကိုမျက်လဲပြနေတယ်နော်အမှန်မှအခုကေကေပါကတကယ်သမိုင်းတည့်ရခန့်တွေကအခုပြည်တွင်းထဲကိုရောက်ကုန်ပြီ နော်အခုမြန်မာပြည်တွင်းနဲ့ဖအံတောင်ကလေးဒီနေရာတွေမှာရောက်ပြီအခုနိုင်ကြနိုင်ကြကြောင်းမှာမိဘအကြီးကြီးပဲဒီလူတွေရဲ့နောက်မှာနော်ဂျားဖျက်နဲ့ပါဝင်ပတ်သက်နေတာစဉ်းစားကြည့်လေငါတို့ပြည်သူတွေကအဲ့လောက်ထိသူတို့ကိုမလူတန်းနိုင်ဘူးနော်အဲ့လောက်ထိမလူတန်းတာအများကြီးရှိသေးတယ်နော်ပြောက်သွားတဲ့လူတွေအများကြီးရှိသေးတယ်။နာမည်မကြီးတဲ့တိုးတိုးတိတ်တိတ်ပြောက်သွားတဲ့ PDF တွေအများကြီးရှိသေးတယ်။ ုကရင်ပြည်နယ်ကောကလိပ်နယ်မြေ PDF လေးတွေအစားဖြောက်ခံရပြန်ပြီးတဆုမူတိုက်မောင်းခေါ်ကာချုံနဲ့ရဲဘော်ပလာတူးနော်အဲ့ဒီနှစ်ယောက်ပလာတူးခေါ်ဖန်းစောအဲ့ဒီနှစ်ယောက်အစားဖြောက်ခံထားရတယ်တကယ်လို့သာသူရဲ့နော်သူတို့ရဲ့ဟိုဗလဲအပေါင်းဖော်တွေမဖော်ထုတ်ရင်ကျမတို့မသိရဘူးနော်အဲ့ဒါကြောင့်မို့ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ကျမတို့အစိုးကြီးကတည်းကသတိပေးထားတယ်သာတကလည်းပြထားတယ် နောက်တယောက်ရှိသေးတယ်ဖိုးစနေဖိုးစနေကတော့တခြားလူတွေသိချင်မှသိမယ်ဒါပေမဲ့မြေပြင်ကလူတွေသိတယ်အဲ့ဒီဖိုးစနေလဲအစဖျောက်ခံရတယ်ဒါကျွန်တော်တို့သိရသလားပေါ့နော်လူမသိသူမသိအစဖြောက်ခံထားရတဲ့လူတွေအများကြီးရှိသေးတယ်ပြည်သူတို့အဲ့ဒါကြောင့်မို့ကရင်ပြည်နယ်မှာရှိတဲ့ PDF အစစ်အမှန်တွေဖြစ်နိုင်လို့ရှိရင်နော်မင်းတို့ပြောင်းသွားကြပါ NUG နဲ့ဆက်သွယ်လို့ရရင်ဆက်သွယ်ပြီးတော့နော် KNU ခေါင်းကြီးပိုင်းတွေနဲ့ဒါမဲ့ဟိုကျမတို့စိုးရိမ်တွေပူပွေလေးနေတို့မျိုးလှုပ်လို့ရှိရင်လေသူတို့တွေကနော်တိုက်တိုက်ဆက်ဆက်ဟိုအကြောင်းပြတီအကြောင်းပြတော့နော်လှုပ်ကြံဖတ်ဖြတ်မှာစိုးတယ်အဲ့လိုမျိုးလဲစိုးတယ်အဲကြောင့်မို့မင်းတို့ကိုလို့ရောက်ကြပါရနိုင်တဲ့နီးနဲ့တတ်တဲ့တတ်နိုင်တဲ့နီးနဲ့မင်းတို့ရအောင်ရုပ်ထွက်ကြပါကရင်ပြည်နယ်ကနေကရင်ပြည်နယ်ကဂျားဖြတ်မာဖီးယားပြည်နယ်ဖြစ်သွားပြီ။နော် ဂျာပြန်မာဖီးယားပြည်နယ်ဖြစ်သွားပြီးမင်းတို့ဘယ်လောက်ပဲတိုက်ခိုက်ဘယ်လောက်ပဲနော်မင်းတို့စ조사조사မာဖီးယားအတွက်ပဲမင်းတို့လောက်ပေးနိုင်မယ်အခုကြည့်ကရင်ပြည်နယ်မှာနော်မအားလားမအေလို့မင်းအွန်လိုင်းနေထိုးစစ်စင်တာအခု KNU ထိချောက်တဲ့နာမည်ဆိုပြီးတော့ KNU နာမည်တင်းတင်းလေးပဲကျန်တော့တယ်နော်အဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ ဖတ်မယ် KNU KLA ကောက်ကလေးစစ်ရေးနယ်မြေတွင်အစဖြောက်ခံရတဲ့တဆုမှုတိုက်မောင်းခရဲဘော်ကာချုပ်နဲ့ရဲဘော်ပလာတူးခဖန်းစော်တို့တရားမျှတမှုရရှိစေရေးအစီရင်ခံချက်ဂျေဇုတင်နေမင်းတို့အဲ့လိုမျိုးအမှန်တရားများများပေါ်ထုတ်ကျမတို့ကရင်လူထုတွေကဒီဂျေစာလက်နဲ့ကင်တွေနဲ့လောဝလောဝကိုနော်မမပူပါဘူးဆိုတာကိုကျမကရင်လူထုကိုစားနော်ကျမပြပြသားသားမင်းဆိုတယ်ကျမပြပြသားသားကျမ နော်ဖော်ထုတ်မယ်ငါခေါမတကောင်ကြောင့်တလေလုံးအပုပ်မခံဘူးဒီကျေးစားလက်နဲ့ကြိုင်နေကြောင့်ကျွန်မတို့ပြည်သူလူထုရဲ့တရင်လူထုရဲ့စိတ်ခါကိုအကြမခံနိုင်ဘူးနော်တရင်လူထုအတွက်လဲသူတို့လောဝလောဝကာကွယ်ပေးတာမရှိဘူးအခုကရင်တွေကိုလွတ်ရောရတယ်အခုကရင်တွေနော်သူတို့ခါရနေစေရသွားခိုင်းတာကိုအကုန်လုံးမရတယ်အထူးသဖြင့် เนาะอายีชอกระดองတွေကတော်တော်ซိုးတာအခုเนาะနောက်ထပ်ပတင်းจ่ายရတယ်ပြည်သူတို့ရွှေပြည်တောင်ဆရာတော်เนาะထိုင်းနိုင်ငံမှာတက်လာပြီးတော့ပြန်လုံတော်မူသွားတယ်အဲ့ဒီရွှေပြည်တောင်ဆရာတော်ရဲ့ဟိုဘယ်လိုပြောလဲပြန်လုံတော်မူဘယ်လိုခေါ်လဲเนาะပြန်လုံတော်မူတဲ့ဟိုဘယ်လဲအသုဘပွဲဘယ်လိုခေါ်လဲကျွန်မခေါ်မတတ်ဘူးเนาะမေ့ပါပြီအဲ့ဒီပွဲအတွက်တဲ့တအေးကိုသိတအေးကိုဆယ်သိကြထဲရတယ်မြိုင်အဲ့ဒီဘယ်လဲဆွေပြည်တောင်ဆရာတော်က အများဟိုဗါလဲသူ့ရက်တကားဒီအများကြီးပဲနော်တအိတ်ကို7သိန်း7အိတ်ဆိုရင်သိတရာအိယာအိချေ1000ဆိုရင်သိတထောင်စဉ်းစားကြည့်နော်အဲ့ဒါကြောင့်မို့ဒါမဲ့ဆွေပြည်တော်ဆရာတော်ကတကယ်လို့သာသူ့ရက်ကျမဖူးဘူးတဲ့ဖူးမြော်ဘူးတဲ့အဲ့ဒီအမ်ဗါလဲပါနန်းကျောင်းမှာနော်ဖူးမြော်ဘူးတဲ့ဆွေပြည်တော်ဆရာတော်ကလည်းသူကမမဟိုဘယ်လိုပြောမလဲနော်ဟိုပြောလို့ရတာပေါ့နော်ကျမတို့တော်လန်ရေးသမားတွေနဲ့ ပြောလို့ရတယ်ဒါပေမဲ့သူသာစီလို့စီးဒီလိုမျိုးပြည်သူတွေကိုသူဒုက္ခပေးမှာမဟုတ်ပါဘူးအခုတအိတ်ကိုဆယ်သိန်းဆယ်သိန်းပေးခိုင်းတယ်ထက်ခိုင်းတယ်နော်အဲ့ဒီစာပနာလုပ်ဖို့အတွက်ဖုန်းကြီးပြန်ဟုတ်တယ်ဖုန်းကြီးပြန်ပွဲလုပ်ဖို့နော်မေ့ပါလေဖုန်းကြီးပြန်ပွဲလုပ်ဖို့တအိတ်ကိုဆယ်သိန်းချထည့်ရတယ်ဒါဒီဖုန်းကြီးပြန်တစ်ခုပဲနော်ခြံနဲ့ မွေးနေ့ပွဲတော့ဒီကရင်ပြည်နယ်ပွဲဘာပွဲညာပွဲမဘလဲမပါသေးဘူးအခု KNU ကောက်ကလေးနော် KNU ကသမိုင်းမှာအခု KNU လောက်ထားတဲ့သမိုင်းဆိုးတွေအများကြီးနေပြီးတော့ဟိုတလောကလည်းဖုန်ကြီးနဲ့တပက်ဟိုဘလဲတပက်နှစ်ယောက်ကိုလာမသိဘူးအများကြီးပဲနော် KNU ကကလေးစီအင်းနေမြေတွင်တဆုမှုတိုက်မောက်ခရဲဘော်ကချုံနဲ့ရဲဘော်ပလာတူခဖန်းစော်တို့နှစ်ဦးကိုရှစ်တန်းတွင်အရက်ဖောက်ကပြဿနာရှာပြီးအတွက်ဟုဆိုက KNU KNLA က2025ခုနှစ်စက်တင်ဘာလဆိုတော့ပြီးခဲ့တဲ့လကပဲနော်စက်တင်ဘာလနောက်ပိုင်းတွင်လက်စဖျောက်ရှင်းလင်းခဲ့တယ်တွေ့လားအပြစ်စာပြီးတော့သူတို့လက်စဖျောက်လိုက်တယ်ခုနကတော့ဟိုဘာလဲ ကာ6ရဲ့ဗီဒီယိုဖိုင်ကိုကြည့်လို့ရှိရင်တော်လန်ရေးမှာဘယ်လောက်ထိတဲချွတ်ပါဝင်တယ်လဲဘယ်လောက်ထိတော်လန်ရေးကိုသူတို့တဲချွတ်စွာပါဝင်တယ်လဲသူကျမခဏနဲ့လေးနားထောင်လိုက်ရတယ်နော်ဒီတော်လန်ရေးကိုသူပါဝင်တာသူမိဘတွေကတော့သူမပြောဘူးနော်နောက်ဆုံးသူသင်တန်းတွေတက်ပြီးတဲ့အချိန်မှာသူကစိုးတာဖြစ်ပါလိမ့်မယ်နော်နောက်ပြီးတော့သူရဲ့အမေကိုမွေးနေ့ကိတ် supply လုပ်ပြီးတယ်နော်ဘယ်လောက်ထိသူရဲ့ဗီဒီယိုဖိုင်ကိုတင်ထားတာရှိတယ်စာကြည့်လိုက်ရဲဘော်ကချုပ်လို့ Facebook မှာစာကြည့်ရလို့ဆိုရင်ပေါ်လာမယ် နော်အဲ့ဒီမှာသူ့ရဲ့ပြောစကားကိုနားထောင်ကြည့်လိုက်လို့ဆိုရင်ဒီကလေးကဘလောက်ထိတော်လန်ကြီးကိုအားတက်သရောပါဝင်တယ်လေဒါကြောင့်မို့လဲအစဖြောက်ခံရတာအဲ့ဒါကရင်နော်ကရင်ဒီရဲ့လောက်ရကျွန်မကရင်လိုမပြောဘူးဘမလိုဘာကြောင့်ပြောတယ်လေဘမစကားအကောလုံးနားလေတယ်ကရင်လို့ဆိုကျမတို့ကရင်လူမျိုးတစ်မျိုးပဲနားလေတယ်ဒါကြောင့်မို့ကျမတို့ဗမာလူပြောတာကိုနော်အဲ့ဒီခွေးအောက်စုကဗာပြောလေနေကရင်ဆိုရင်ကရင်စကားပြောလေတဲ့နော် ကရင်စကားစစ်စစ်ပြောတဲ့ဒီမောင်ချစ်သူကကရင်လူမျိုးပေါ်ဖိဆာမရှိဘူးနော်မူကြီးစေဝါလောင်းကစားကြားပြန့်တွေနဲ့ပြည်သူတွေကိုဖျက်ဆီးနေမီတွေကိုရောင်းစားပြီးတော့တရုတ်ကိုကြုံခံမင်းအောင်လိုင်ကိုကြုံခံနေတာဒါကရင်စစ်စစ်ကရင်စကားစစ်စစ်ဗမာစကားကိုနည်းနည်းလေးမှမရောဘူးအဲ့ဒီလူမျိုးတော်မှကိုယ့်အမျိုးကိုမချစ်ပဲနဲ့ကိုယ့်အမျိုးကိုကြုံဆသွင်းတဲ့နော်ငချစ်လောက်ကျမမဆိုးသေးဘူး ့ရရင်ထိုပြောက်ဆုံးရဲဘော်တော်ဦးမှစစ်တပ်ဘက်သို့ထွက်ပြေးသွားကြောင်းတော်လန်ရဲ့အဖိုင်းဝိုင်းအတွင်းကခဏဦးကသတင်းလွှင့်ခဲ့တယ်။ဒါသူတို့တော်လန်ကလွှင့်ခဲ့တယ်။ဟိတ်တော်ဦးကိုကျွန်မပြန်ပြီးတော့တတိယသွားတယ်။ဟိတ်တော်ဦးပြပြကျွန်မတို့ပေါ်လိုက်တယ်။နော်ဟိတ်တော်ဦးပြောက်သွားလို့ပေါ်လိုက်တယ်အဲ့ဒါကိုတော်လန်ရေးဘက်ကပဲတော့ပြောတယ်တရားဘက်ကိုရောက်တယ်ပြောလိုက်ထိုင်းဘက်ကိုပြေးတယ်ပြောလိုက်စင်ကာပူကိုပြောတယ်ပြောလိုက်ပြည်သူတွေကိုဝေဝါအောင်သူတို့ကနော်သူတို့ကဟိုဘယ်လဲနှီးမျိုးစုံနဲ့လက်စားတာပေါ့နောက်ဆုံးဟိတ်တော်ဦးရဲ့အမေကိုတိုင်း YouTube ချိုင်းထဲမှာနော် အဖြစ်မှန်ကိုပြောလိုက်မှဟိသောဦးကကရင်ပြည်နယ်မှာနော်ပျောက်သွားတာအစဖျောက်ခံရတယ်ဆိုတာကိုသိလိုက်ရတယ်အခုနောက်ထပ်လာပြီးကာချုပ်ကာချုပ်နဲ့နော်တူးပလာပလာတူးကိုလည်းသူတို့ဒီညီလန်းနဲ့ပဲလုံနေတယ်တွေ့လားအဲ့ဒီသူတို့မလို့ခုနကတော့ပြောသလိုပဲတွေ့တာအခုဟိတ်တော်ဦးကိုလှုပ်တယ်ပဲအခု ရဲဘော်နော်ဥမာစစ်တပ်ပဲသွတ်ထွက်ပြေးသွားကြောင်းတော်လန်ရဲ့အတိုင်းဝိုင်းတွင်ကနအုပ်သတင်းလွှင့်ခဲ့တယ်ပြီးတော့တော်လန်ရဲ့အတိုင်းဝိုင်းအတွင်းကပဲလူမေးများလာတဲ့အခါမှာထိုရဲဘော်နော်ဥမာရှစ်တန်းတွင်ကြဆုပ်သွားခြင်းဖြစ်တယ်လို့လည်းပြောင်းလဲသတင်းလွှင့်ခဲ့တယ်ဒါအဲ့ဒီကလေးကသူတို့ကမယိုးသားတော့ဘူးအဲ့ဒါကြောင့်မင်းတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်နော်မင်းတို့မအေလို့မင်းအွန်လိုင်းလို့ကလိတ်ကချစ်မလုံနဲ့ဟုတ်တယ် အေးငါတို့ကရင်လိုပြောရင်စကောကနားမလဲဘူးစကောလိုပြောရင်ငါတို့ကရင်နားမလဲဘူးလေအဲကြောင့်မဘမလိုပြောတာအဲ့ဒါဘမလိုပြောလို့ကရင်လူမျိုးကိုမချစ်ဘူးလို့ပြောနေတဲ့နော်အဲ့ဒီဂျုံအောက်စုကမအေးလို့မင်းအွန်လိုင်းကိုဖင်ခံနေတဲ့အောက်စုပဲမှတ်ထားလိုက်အခုရှေ့တန်းတွင်ကြဆုပ်ခဲ့သူကိုအလောင်းမတွေ့ရသည့်အပြင်ထိုရဲဘော်နှုတ်ကြဆုပ်မှုနှင့်တိုက်ပွဲဖြစ်ပွားမှုကိုတာဝန်ရှိသူများကအချိန်နဲ့တပြေးညီမိသားစုနဲ့မိတ်ဆွေများထံအတိအကျပြောဆိုခဲ့ခြင်းလည်းမရှိဘူး နော်ရဲဘော်ကာချုပ်တီတော်လန်ရေးစတင်သည့်အချိန်မှစတင်ကလက်နက်ကင်တော်လန်ရေးတွေပါဝင်လာသူဖြစ်ကယနေ့အထိသူ့ရဲ့ဆန္ဒအလျောက်ရှေ့တန်းထွက်သူဖြစ်တယ်တို့လားအဲ့လိုမျိုးရဲရင်နဲ့ရဲဘော်တွေတကယ်သစ္စာရှိတဲ့ရဲဘော်တွေမျိုးချင်းစိတ်ဓာတ်ရှိတဲ့ရဲဘော်တွေမန်သမျှဒီကရင်ကဒီကရင်ကျေးစားလက်နက်ကင်တွေကအရှင်မထားဘူးဒါကြောင့်အခုနော်โอ้สกาชโชตาตาပြောပြီးတော့ဘာစလုံးမလုပ်တဲ့ငဇွဲနဲ့ရှင်လိုက်လို့ရှိရင်တခြားစီပဲ တရင်ပြည်နယ်မှာနော်အဖျောက်ခံလိုက်ရတယ်အစားဖျောက်ခံလိုက်ရတယ်လို့ဆိုအဲ့ဒီလူကိုမှတ်ထားလိုက်အဲ့ဒီလူတွေကသူ့ရဲကောင်းစိတ်ဓာတ်ရှိတယ်မျိုးချစ်စိတ်ဓာတ်ရှိတယ်တော်လန်ရေးကိုတာဝန်ကျေစွာနဲ့နော်ဖစ်စာရှိတဲ့လူဖြစ်လို့ထို့ကြောင့်အရဲမူကရှစ်တန်းမှာထွက်ပြေးသွားသည်ဆိုခြင်းမှာယုံကြည်နိုင်ဖွယ်ရာမရှိဘူးထို့ကြောင့်အမှန်ပဲကရင်စစ်စစ်ဘီဂျီအမ်အောင်ချစ်သူ DKBA KN NCKNU တွေသူတို့ပြည်သူကိုလက်ညာလက်စားမအားလားပေါင်းနေတာနော် အခုတော်လန်ရေးကာချောက်ထွက်ပြေးသွားသည်ကိုသတင်းသည်တော်လန်ရေးရဲဘော်တဦးအပေါ်ဂုတ်သတင်းမေးမိတ်စီတယ်တော်လန်ရေးကာလအတွင်းရဲဘော်ကာချောက်ရဲ့အာထုံမှုများသည်သိတာထင်စားစားအပြင်းလင်းရှိပြီဖြစ်တယ်။သူကဗီဒီယိုဖိုင်တွေပြတာသူရဲ့စိတ်ဓာတ်ဘလောက်ထိပြင်းပြသလဲဆိုတာပြည်သူတွေအားလုံးသိပြီးွားပြီ။သူကသမိုင်းချန်ထားခဲ့ပြီ။အဲဒါကြောင့်မင်းတို့ဆစ်ဆက်ပြီးတော့ကျွန်မပြောမယ်နော်။နာမည်ကြီးသည်ဖြစ်စေမကြီးသည်ဖြစ်စေ ပြောင်းနေတဲ့ရဲဘော်တွေကိုမင်းတို့ဒီလိုမျိုးပဲသတိရှိရှိရဲရဲဝုံဝုံပေါ်ထုတ်ပေးကြပါကျမတို့ကနော်ပြည်သူနဲ့တာဝန်ရှိစွာပြီးကျမတို့ပြည်သူနေနဲ့ကျမတို့အကောင်လုံးအမှန်တရားနဲ့ကျမတို့ပူးပေါင်းကြပေါ်ထုတ်ကြမယ်